အားလုံးပဲမင်္ဂလာပါမန်ဒီ channel ကနေအားလုံးကြိုဆိုပါရစေဆရဆာသမားတွေကျွန်တော်တင်းငင်းနေနေစစ်တပ်နိုင်မှာကစားခဲ့ဒီကိုရီအော့ထရပ်မှာ United ကအာဆင်နယ်ကိုဝိုင်းဝန်းနေတည်ကြခဲ့တယ်ပေါ့ဗျာအဲ့ဒီပွဲစီမှာကိုအတင်ဖက်ကတည်ကြခဲ့တယ်ဆိုပေမဲ့လို့တကိကို ကောင်းမွန်တဲ့ကစားသမားတွေအခြေအနေတစ်ခုကြောင့်ကျွန်တော် အမေကဲဆိုလုပ်ပြနိုင်ခဲ့တဲ့ပွဲစီတပွဲလို့ကျွန်တော်တို့ပြောလို့ရတယ်အဓိကအပြပေါ်ပြကစားသမားတွေစိတ်တဲ့ပိုင်း quality ကတကယ့်ကိုကောင်းဝင်ခဲ့တယ်ဆိုတော့အဲ့ဒီပွဲစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထုံးစံတိုင်းပေါ်ပြပွဲပြသင်းသေးရှင်နေနဲ့ဆွေးနွေးတော့စားသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့အဲ့ဒီပွဲစီကတော့ကိုရီအတင်းအတွက်ကိုဟိုဘာပဲပြောကျွန်တော်တို့ဒီကိုအင်ကွေးမှာတေးတမဲရခဲ့တဲ့ရှင်တကူမှအတိုင်းတက်တကူဒီကောင်းဝင်ခဲ့တယ်လို့ကျွန်တော်တို့ဆိုလို့ရတယ် ယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့ဟာဆိုရင် အဖက်ဘက်ကကြည့်ရလို့ရှိရင်မိုးနဲ့မြေလိုကွာခြားမှုရှိနေတယ်။လက်ရှိအာဆင်နယ်အသင်းတော်နေတဲ့ဖောင်တခုရဲ့ကိုရမဲဆောင်နေတဲ့အသင်းတော်နေတဲ့ဖောင်တခုကပြောမပြတဲ့လောက်ကျွန်တော်တို့အများကြီးကိုအာဆင်နယ်အသင်းကကောင်းနေတယ်။လက်ရှိအာဆင်နယ်ကအဆင့်နှစ်မှာရှိနေတယ်။ကိုရီယူနိုက်တက်အသင်းကအခုထိကျွန်တော်တို့အဆစ်ဆစ်လေးမှာရှိနေတာပေါ့ဗျာ။နိုင်ကလေးလို့ရှိနေကျွန်တော်တို့အဆစ်ဆစ်သုံးတို့ပါတို့ကြောက်တော့မှာဒီနေ့သင်ရဲ့ခေါ်ချက်ချက်ကကျွန်တော်တို့ပွေကစားတဲ့အနေထားမှာလည်း အစနေဘက်ကချင်းချောက်မှုတွေပုံမကစားကောင်းနေတယ်အခွင့်အရေးဖန်တီးမှုကစားမှုတွေကဆိုရင်သူတို့ကတကိကိုတင်ညင်တဲ့ပေါ်ဖော်မန့်တွေနဲ့မဆောင်နေတဲ့အသင်းကိုဖိကစားတာကျွန်တော်တို့ရှိတော့ဗျာကိုဘက်ကအခွင့်အရေးတွေရှိနေပြီမဲ့လို့အာဆင်နယ်တိုက်စစ်စင်မှုတွေပြီးလို့ကျွန်တော်တို့မိနစ်30နာအရောက်တာနဲ့အာဆင်နယ်အသင်းဘက်ကပုံပြီးတော့မဆောင်နေတဲ့အသင်းကိုဒုက္ခပေးမှုတွေပုံများလာတာပေါ့ဗျာဆိုတော့ယူနိုက်တက်အသင်းအနေနဲ့ပေါ့ဗျာဒီနေ့ပွဲစဉ်ကအဓိကအပြုံးတော့စိတ်တဲ့ပိုင်းကိုကျွန်တော်တို့မဖြစ်မနေချီးကျူးရမယ် ဘရူနိုဖာနန်ဒီရိုဆိုရင်လေအဒီပထမပိုင်းပြီးခါနေမှာ48မိမှာတွင်ကလေးကိုကတကယ်ကိုအစင်တဲမိကလေးကိုတို့ကိုလို့ကျွန်တော်ပြောလို့ရတယ်။ဘာလို့ဆိုတော့အာဆင်နယ်ဒီနေ့ယူနိုက်တက်အတင်ကြကကျွန်တော်စောစောပြောသလိုဝေကွာချောင်းမှုတွေကအများကြီးရှိနေတယ်။ဒီကြားထဲမှာအာဆင်နယ်အတင်ကိုမဆောင်နေတဲ့ကိုရီအိုထရော့မှာတရေတမန်ရနိုင်ခဲ့တဲ့နေရာတစ်ခုကကိုဒီအတင်တက်ကိုဘာပြောပြောကျွန်တော်ကျင်းနေရမယ့်အနေအထားတစ်ခုပေါ့ဗျာ။ဆိုတော့ ဒီနေ့ပွဲစီမှာကစားခဲ့တဲ့အနေအထားတစ်ခုကြည့်ရလို့ချင်းအာဆင်နယ်ကပဲကျွန်တော်ဖိအားပေးကစားတာရှိတယ်။အာဆင်နယ်သင်္ကန်းပဲတိုက်ဆက်စီမှုနေအများကြီးလုပ်ခဲ့တယ်ပေါ့ဗျာ။ဘောလုံးဆိုရင်လည်းကျော်တို့အီရီယာဆက်နားမှာပဲအာဆင်နယ်ဒီဘက်ကတကယ့်ကိုချိန်ချောက်မှုတွေ frenzy တွေအများကြီးလုပ်ခဲ့တဲ့အချိန်တခုမှကျွန်တော်တွေးခဲ့ရတာပေါ့ဗျာ။ဆိုတော့ဒီနေ့သင်ကျွန်တော်တို့ပထမပိုင်းအချိန်နေမှာကြည့်ရလို့ချင်းမန်ဆောင်နေတဲ့အနေနဲ့ပွေထုတ်လိုက်လူစီးမှာဆိုရင်ပေါ့ဗျာ။ကိုသမားနေက Andre Onana ပွေထုတ်ခဲ့တယ်။ပြီးလို့ချင်းနောက်တဲ့၃ယောက်မှာဆိုရင် Linieu ကိုကျွန်တော် ဗီတာမင်လိုရဲ့ဒီလေးကိုအသုံးပြုခဲ့တာပေါ့ဗျာကျွန်တော်ကွင်းနေလေးရမှာဆိုရင်ဒီကိုဒါလောပြီးလို့ချင်းကျွန်တော်ကက်စမီရိုဘရူနိုဖာနန်ဒက်နဲ့မဇရာဝီကျိုးကိုကျွန်တော်ထိထိအသုံးပြုခဲ့တယ်နံပါတ်10နဲ့ရမှာကျွန်တော်ထင်တဲ့အတိုင်းပါပဲကာနာယိုနဲ့ခရစ်စတီအေရစ်စီကိုအသုံးပြုပြီးတော့အထောင်မှာဖိုင်လင်းကိုအနာပြီးပြီးတော့စကီစီကျွန်တော်ပွေးတော့ခဲ့တယ်စာသမားတို့ရဲ့ကျွန်တော်မှရေးချေခင်မရှိတဲ့အနေအထားတစ်ခုမှာဒီနေ့၁၁ရက်ပထမပိုင်းတုံးခဲ့တဲ့လူစင်းကတကယ်ကို ကောင်းမွန်တယ်လို့ကျွန်တော်တို့ဆိုလို့ရတယ်စီကစည်းဆိုရင်လေတကယ်ကိုထိုးပေါက်မှုတွေသူတို့ရဲ့ area စင်နာမှာဆိုရင်အတိုးလုပ်တွေနဲ့ဖန်တင်မှုတွေတကယ်ကိုကောင်းခဲ့တာပြီးလို့ရှိရင်ကျွန်တော်တို့ creative areas နဲ့သူတို့ကျွန်တော်တို့ Ghana show ဆိုရင်စာသမားတို့ရဲ့တကယ်ကိုကောင်းတာသူရဲ့ tour beer ရုံးကားတွေနဲ့တဖက် arsenal တဲ့ခံစည်းကစားသမားတွေကိုအလုရှုပ်ခဲ့တာသူတယောက်လုံးပဲရှိတယ်ကျွန်တော်အဲ့လိုမျိုးတံပြတိုက်စစ်တွေကနေကျွန်တော်ကိုဘောက်ရှိချောင်းမှုတွေကကွင်းလီမှာဆိုရင်လေကက်စမီရိုးတို့ဆိုရင်လေအထိုက်သေးတော့ကျွန်တော်ဒီနေ့ပွဲစီမှာ ကောင်းကြီးတွေမစူတလို့ပေါ့ဗျာဘလူးလိုဖာနေတွေကပြောစရာမလိုဘူးကျွန်တော်တို့ဒါလို့ဒါလို့ရေးပြပမှုတွေကတအားကိုလွေတာဒါကကျွန်တော်တို့အတင်းအတွက်ကိုဒီကစားသမားရှိနေသေးကတော့အမားတွေကစတိတ်ဆူဆူဖြစ်နေပါပဲမဇရာဘူးကကျွန်တော်တို့ပြောစရာမလိုပါဘူးညာလည်းပဲရှိမှတကယ့်ကိုကောင်းကြီးတွေနောက်တဲ့၃ယောက်မှလည်းထုံနေလည်းကောင်းပါပဲကျွန်တော်တို့လီနီယူပြီးလို့ရှိကျွန်တော်တို့လီဒီလောဒီလေးအကောင်းဆုံးကျွန်တော်ဖြစ်ခဲ့တယ်ဗီတာလင်ရိုးဆိုလေဒီဒီနေ့ပွဲစီမှာ အထက်တိုးတင်ကြီးတဲ့အချိန်တွေကမှရှိခဲ့တယ်။ဒါပေမဲ့လို့ဒုတိယကိုပေးလိုက်ရတဲ့အနေအထားတစ်ခုရဆိုရင်လွယ်လွယ်ကျယ်ကျယ်ကျွန်တော်ကန်တီခရရတယ်လို့ကျွန်တော်ဆိုလို့ရတယ်။ပြီးလို့ချင်းအဲ့ဒီကိုကတကယ်ကိုကောင်းလေစာသမားတွေတိုင်းထီးပြီးတော့ကိုဝင်တော့တာ။ဆိုတော့ပထမပိုင်းအချိန်တွေကိုကြည့်လို့ချင်းတစ်ဖက်အသင်ကပေါ့ဗျာကစားပုံအသာစီးရနေလို့ဆိုပေမဲ့လို့ဒီနေ့ပိုင်းမှာကိုအသင်ကခုနပြောသလိုပါပဲကစားသမားတွေအကုန်လုံးကိုမပေးရဖို့မရှုံးဖို့အတွက်ကို ဥတည်ပြီးတော့ကျွန်တော်တို့အင်တိုက်အားတိုက်နဲ့ကစားခဲ့ကြတယ်။အာဆင်နယ်ရှင်တော့ကျွန်တော်တို့အားရစရာတော့မရှိဘူးပေါ့ဗျာ။တော်တော်လေးကျွန်တော်တို့ဟန်တာမှုတွေရှင်းတမှုတွေဒါတွေကိုကျွန်တော်တို့အတိအမဲ့မဖြစ်မနေကိုပြရမှာ။တကယ်ကိုလေကောင်းဝင်ခဲ့တယ်။ဘာလို့လဲဆိုတော့ကိုရီးအသင်းကပေါ့ဗျာ။အာဆင်နယ်လိုအသင်းကိုဒီလိုမျိုးချင်ကစားခဲ့တာကကျွန်တော်တို့ကျင်းနေစရာရာလေးတခုလို့ကျွန်တော်ဆိုလို့ရတယ်။ဒါတော့ပွေးပြီးခါနေနော်ဘူလူဖန်တဲ့ဂိုးကတကယ်ကိုဝင်သွားမှာ။ တဖက်အစနေတဲ့ဂိုဒမကချင်းတို့တွေထဲပြီးတော့ဟင်တာကောက်ခေခေလို့တာကျွန်တော်တို့တူဝဲမဖြစ်ခဲ့တာအဲ့စစ်ပိုင်းမှာဆိုရင်လေပေါ့ဗျာအစကီစင်းနဲ့ကာနာရှူတို့ဆိုရင်တူဝါယုံဝဘီယာတွေနဲ့တကယ့်ကိုကောင်းခဲ့တယ်သူသမီးကာနာရှူဆိုရင်လေကျွန်တော်တို့ဝေဖန်ကြီးခံနေရတဲ့အထက်မှာဒီနေ့ပွဲစဉ်ကအကောင်းဆုံးသူလုပြနိုင်ခဲ့တယ်တဖက်ခင်စည်းကစားသမားတွေကိုအလုံးရှုံးအောင်ကစားနိုင်ခဲ့တယ်ဒီကစားသမားတယောက်လို့ပဲကျွန်တော်ရှိခဲ့တယ်လို့ပြောလို့ရတယ်အဲ့လိုမျိုးတံပြင်တွေကနေထိုးပေါ်ပြီးတော့ကစားနိုင်တဲ့အနေအထားတစ်ခုကပေါ့ဗျာ 48မိနစ်အရမှာမင်းဆောင်နေတဲ့အသင်းကဦးဆောင်ကိုရခဲ့တဲ့ဂါနာယိုကကျွင်းလင်ကနေဖန်တီးလိုက်တော့အေရဇန်နာကိုဆွေးလာတဲ့အချိန်တွေကမှတစ်ဖက်ကစားသမားကကျွန်တော်တို့ချင်းတော်မူကြံတယ်လို့ပြည့်တော်တလုံးရတယ်ဘူနိုဖာနေတဲ့နေနဲ့ဒီယာဒီမှာဆိုရင်ထောက်ကဲမော်တို့ပြည့်တဲ့မော်တို့ကနေမင်းဆောင်နေတဲ့အသင်းကိုကောင်းကောင်းကြီးအကျိုးပြုနေတဲ့ကစားသမားလို့ကျွန်တော်ဆိုလို့ရတယ်သူဖန်တီးပေးလိုက်တဲ့အဲ့လိုမျိုးထောက်ကဲမော်တွေပြည့်တဲ့မော်တွေက တခါတခါဆိုရင်တိုက်ရိုက်ကိုဝင်တယ်တခါတခါဆိုရင်ကျွန်တော်တို့ကစားသမားတွေကိုဖန်တီးပေးပြီးတော့ဝင်သွားတဲ့ဂိုးတွေရှိတယ်ဒီနေ့ပွဲမှာလည်းဘရူနိုဖာနန်ဒက်ရဲ့အဲ့လိုမျိုးနည်းနည်းလေးဝေးတယ်နော်ဒါပေမဲ့လို့တကယ်ကိုဂိုးဆိုတဲ့အပေါက်ကိုတန်းဝင်သွားခဲ့တာဆိုတော့ပူပလီလေးပြောလို့ရှိရင်ဘရူနိုဖာနန်ဒက်တို့ဆိုရင်လည်းတကယ်ကိုပွေးပဲ့နေတဲ့ကစားသမားတွေဖြစ်တယ်ဒါပေမဲ့လို့ဒီရည်ဒီမဟုတ်ပါဘူးဖာနန်ဒက်အနေနဲ့ပြီးကလေးရည်ရည်ဒီတိုင်းကလည်း သူတယောက်ပဲအဲ့ဒီနေပဲတဲမှာကစားခဲ့တာသူ့အတွက်လူစားလေးဘုကစားသမားမရှိတဲ့လောက်ရှားနေတယ်ဆိုတော့ဘူနိုဖာနီရဲ့ဥဆောင်ကုန်းနဲ့ကျွန်တော်တို့48မိလောက်ပွေးပြီးကတကိုးချောင်းကျွန်တော်ဥဆောင်ကုန်းရခဲ့တယ်ဟိုဝမ်းစီလည်းကျွန်တော်ပြီးခဲ့တာပေါ့ဗျာဆိုတော့အာဆင်နယ်သင်းဖက်ကပေါ့ဗျာကျွန်တော်ပထမပိုင်းမှာပေးကြလိုက်ရတဲ့ဂိုးချောင်းအဒူရီယာဘက်မှာပြန်စားတာနဲ့ပွေးကိုဥဆောင်ဖို့ကြိုးစားလာတယ်အသင်းဘက်ကကျွန်တော်ဒီအမားရင်းတွေကိုသူတို့ကကောင်းကောင်းကြီးအသုံးချခဲ့တယ် မက်ဆာအောင်လက်တဲ့အသင်းနေနဲ့ပထမပိုင်းပြီးလို့ဒုတိယပိုင်းပြန်စားပြီဆိုတာနဲ့အသင်းမှာပေါ့ဗျာလီနီယူအနေနဲ့ပထမပိုင်းကလေးကနေထိခိုက်မှုတချို့ရှိခဲ့ပြီးတော့ဒန်ယာနေငယ်ရခဲ့လို့အနီဟဲဗန်နဲ့ကျွန်တော်လူစားပြောလို့လုပ်လို့ရတယ်ဒါကအသင်းအတွက်ကိုတကယ့်ကိုဆိုးကြိုးလို့ကျွန်တော်ပြောလို့ရတယ်စာသမားတို့ဘာလို့လဲဆိုတော့ကိုရီးယားအသင်းမှာဒန်ယာပြဿနာအင်ဂျူပြဿနာကြုံနေရတဲ့အထင်းမှာဒီနေ့ပွဲကလည်းကျွန်တော်ချောင်လေးလို့မရခဲ့တဲ့ဒန်ယာပြဿနာတခုကိုကြုံခဲ့ရပြီအထူးဖြင့်ကျွန်တော်အသင်းမှာဆိုရင် အဲ့ဒီနောက်တန်းစင်တဲ့ဘက်တွေမှာတကယ့်ကိုအရေးကြီးတယ်ဒီနီယူဆိုရင်လည်းပထမပိုင်းမှာလူစားလေးဖို့တောင်းဆိုခဲ့တာဒါပေမဲ့တော့လူမရှိတဲ့အတွက်ကျွန်တော်တို့မေးပြီးတော့ကစားခဲ့တာဒုတိယပိုင်းကျတော့သူ့ကိုမဖြစ်မနေလူစားလေးလေးရတာပေါ့ဗျာဆိုတော့ဒါတွေကိုအာစနီအသင်းကအခွင့်ကောင်းယူပြီးတော့ကျွန်တော်တို့ကိုယ်အသင်းကိုပေါ့ဗျာကိုယ်အသင်းအားနည်းချက်ဖြစ်တဲ့အမြင်ဘောတွေလောင်ဘောတွေပြီးလို့ချင်းတောက်ကင်ဘောတွေကနေကောင်းကောင်းကြီးသူတို့အသုံးချပြီးတော့မေဆောင်နေတဲ့အသင်းကိုထိုးပေါက်မှုတွေတပည့်ဆက်ကျွန်တော်တို့လုပ်ခဲ့တာ ပထမပိုင်းနဲ့ဒုတိယပိုင်းမှာဆိုဒုတိယပိုင်းတော့ပို့ပြီးတော့တောက်ကန်ဝတ်တွေဒရက်ဆက်သူတို့ရရှိထားတဲ့အနေနဲ့တော့ကျွန်တော်ရှင်းနေခဲ့တာပေါ့ဗျာဆိုတော့အဲ့လိုမျိုးဖိအားပေးမှုကြောင့်ကျွန်တော်ဒုတိယပိုင်းမှာဆိုရင်ဥဆောင်ကိုသူတို့ရခဲ့တာပေါ့ဗျာကျွန်တော်တောက်ကန်ပေါ်ပြည့်တဲ့ပေါ်အမြင်ဘောတွေကနေခွင့်ပြုပေးလိုက်ရတယ်လို့ကျွန်တော်ဆိုလို့ရမှာဟုတ်ဆိုတော့အာဆင်နယ်တိဘက်ကအဲ့လိုမျိုးတောင်ပယ်ကနေခြားပေးလိုက်တော့အသိရှိနေတဲ့အေရီယာထဲမှာ အာရှနေတင်းကစားသမား85မိနစ်မှာပိတ်ကွင်းတင်းပလိုက်တာလွတ်လပ်ကြီးကြီးကြီးကန်ခေးရတယ်လို့ကျွန်တော်ဆိုလို့ရတယ်အများအပြင်ကတော့ဘာလို့ဆိုတော့အဲ့ဒီတွင်လိုက်တဲ့ကိုမှကျွန်တော်ကိုတင်းကစားသမားတွေကလူခဲ့တဲ့ပုံတွေကတိတ်ပြီးတော့အရှင်နေမကောင်းခဲ့ဘူးဝင်တဲ့ကိုကလည်းအဲ့ဒီတိုင်ကိုထိပြီးတော့ဝင်ခဲ့တယ်ဆိုတော့ဘာမှမတက်နိုင်ခဲ့တာဆိုတော့ဒီနေ့ပွဲကိုကြည့်ရလို့ရှိရင်ကိုတွေအသင်းဘက်ကပေါ့ဗျာဘယ်လောက်ပဲဟို တရေကြတော့ကလေးအမဲတွေယော်ခဲ့သည်ဆိုတော့ညာလေကျွန်တော်မေဆာအောင်နေတဲ့တရေကစားသမားတွေရဲ့အဲလူအားလုံးတွေကတကယ်ကိုကျွန်တော်မဖြစ်မနေချီးကျူးရမယ့်အခြေအနေကမှကျွန်တော်ရှိနေခဲ့တယ်ဒီပတ်ကျွန်တော်တရေကြတော့ကလေးပြောတာမဟုတ်ဘူးနော်ချုံခဲ့သည်ရှိသောညာလေကိုတွေတရေကစားသမားတွေကကိုမပေးရဘူးဘယ်မှလားမရှုံးဖို့အတွက်ကိုဥတည်ပြီးတော့အင်တိုင်းအားတဲ့ကစားခဲ့တာဆိုတော့ဒီလိုမျိုးပွေးတွေကိုကျွန်တော်ပြိတ္တတွေကမြင်ရှင်နေကြတာဟုတ်ဆိုတော့ ဒုတိယပိုင်းအချိန်တွေတကူမှမဆောင်နေတဲ့ဒီကဘောလုံးပစံမှုကအဲ့လိုတိမရဘူး32ရာခိုင်နှုန်းပဲရတယ်တဖက်တင်က68ကိုပေါက်ကဲသွင်းမှုကျွန်တော်တို့အတင်က10ဂျင်းတော့ရှိခဲ့တယ်တဖက်တင်က18ဂျင်းပေါ့ဗျာကိုပေါက်တဲမှုကျွန်တော်တို့အတင်က6ဂျင်းသူတို့အတင်က6ဂျင်းဒုတိယဘက်မှာပိုလို့တော့ကိုရီကအခွင့်အရေးရခဲ့တယ်လို့ဆိုလို့ရတယ်။အဲဒီဂိုးပေါက်တင်းမှုအနေနဲ့တကူမှာပေါ့။ပြီးလို့ရှိရင်ကျွန်တော်ပွေးပြီးခါနေမှာစာသမားတို့ရဲ့အဲ့ဒီဂိုးကရလိုက်လို့ကတော့ ဘူးဖန်နေတယ်မင်းကိုတခင်းအခုဆိုတော့ကျွန်တော်အဲ့ဒောက်ကင်ဘောတလုံးရတယ်အဲ့ဒီဒောက်ကင်ဘောကနေချပစ်လိုက်တော့အီယာထဲမှာချိုးချက်ခဲ့ပြီးတော့တဖက်ကိုသူမချင်းတုံးလိုက်တယ်တဲပြီးတော့ကိုကစားသမားကအပိုင်ခွင်းရင်းသေးတာဘူးဖန်တဲ့အဲ့တော့တဖက်ကိုသူမကလင်းနေတဲ့ကြားကပြန်ထလာပြီးတော့ပုတ်ထုတ်လိုက်တာပွေရပြီးတော့ခဲ့တယ်ဆိုတော့ကျွန်တော်မဲဆောင်နေတဲ့အသင်းနဲ့အာဆင်နယ်အသင်းကအာဆင်နယ်ကသူတို့ရဲ့အင်္ဂွေမှာ2-0နဲ့နိုင်ခဲ့တယ်အခုကိုယ့်ရဲ့ ိုထရက်ပေါ်မှာမန်စတာနဲ့တဲ့အသင်းကမမနဲ့တည်ကြသောကြီးတွေဆိုတော့တိုင်းတော်တကူဒီကောင်းကြီးတွေလို့ဆိုရမှာပေါ့ဗျာအာဆနယ်အဖိုးကတော့ပေါ့ဗျာဒီယာဒီယာလေးပဲဒူရီယာလူနဲ့ပဲကျွန်တော်ကြီးညက်ရမလို့ဖြစ်နေပြီဘာလို့ဆိုတော့အခုလက်ရှိမှာဆိုရင်လီဗာပူးနဲ့ကျွန်တော်အမက်တွေကတအားကိုခေါ်ခေါ်တာလီဗာပူးက80ရာတဲ့အာဆနယ်က9မဲ့ဆိုတော့မလွေပါဘူးအာဆနယ်အသင်းကတော့နောက်ပွဲစဉ်တွေကလည်းသူတို့ကပွဲကျဲမှုတွေရှိတယ် လီဗာပူးကတရားစီသူတို့ရဲ့ဖလားလို့ကျွန်တော်ပြောလို့ရပါပြီဆိုတော့အာဆင်နယ်အသင်းတက်ကတော့ပေါ့ဗျာပီဂရီနှစ်ကလည်းမက်ဆီဒီနဲ့မက်ဆီဒီနဲ့ရှင်ချင်းလဲလို့ရှိရင်ကိုကောချမှုတမန်နမဲယော့တန်နဲ့ပရီးမီးယားလိဖလားကိုလဲလဲခေရတယ်တရားစီလေးသူတို့ဒီလိုမျိုးဖြစ်ဖို့ဖက်ကိုများတယ်ဆိုတော့ကျွန်တော်တို့ဒီစနေနေ့မှာကစားခဲ့တဲ့အနေအထားတစ်ခုမှဆိုရင်လေနော်ဒက်ဖော်ရယ်ကမက်ဆီဒီကိုဝင်စီနဲ့နိုင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်ဘရိုက်တန်ကဖူဝင်ကို2-0နဲ့နိုင်ခဲ့တယ် ခရစ်စတီပေးလေးကကျွန်တော်ဒီတက်တက်တာတဲ့ FC အသင်းကိုဝမ်းစီနဲ့နိုင်ခဲ့ပြီးတော့လီဗာပူးကကျွန်တော်3ဂိုး2ဂိုးဆိုတဲ့ရလဲတကူနဲ့ပရီးမီးယားလိချန်ပီယံဖိကိုထိုက်တန်နေတဲ့အသစ်သေးသေးဆိုတော့ကျွန်တော်လုံးဝကိုပြင်မလဲဘူးစာသမားတို့ရေအဲ့ဒီကနေ့မှာကစားခဲ့တဲ့ပွဲစီမှာဆိုရင်ဖရေဖိုးကိုကျွန်တော်အစ်စတန်ဘီလာကအဝေးကွင်းမှာဝမ်းစီနဲ့နိုင်ခဲ့တယ်ပြီးတော့ဂျူဗာတန်နဲ့အေဗတန်နဲ့ပွဲစီမှာဆိုဝမ်းဝမ်းနဲ့တည်ချခဲ့တယ်ရှက်စီကကျွန်တော်လက်စတာစီးတီးကိုနောက်ဆုံးမိနစ်အနည်းပိုင်းချမှာဆိုရင်ဝမ်းစီနဲ့နိုင်ခဲ့ပြီးတော့ စပါးနဲ့ကျွန်တော်တို့ဖုန်းမောင်းပါဆိုရင် စပါးရဲ့အင်ကွင်းမှာဘုံမောင်းကတူတူနဲ့တည်ရကစားနိုင်ခဲ့တယ်။ United အသင်းကတော့ဝိုင်းဝိုင်းပေါ့ဗျာ။ဆိုတော့ညီကတို့ဘလို့ထင်မြင်ချက်ကြီးလေးစာသမားတွေဒီနေ့ပွေးစီမှာ အများအပြားကျွန်တော်တို့ကစားသမားတွေရဲ့လောက်အောင်ပြီးလို့ရှိရင်ကျွန်တော်တို့ဂါနာရှိုကွင်းလေကကက်စမီရိုပြီးလို့ရှိရင်ကျွန်တော်တို့တိုက်စစ်ပိုင်းမှာဆိုဇက်ကီစီအဓိကအပြီးခရစ်စတီအေရီစီအေရီစီအနေနဲ့ ကျွန်တော်တို့ကဘလောက်ပဲသူက mini 60စီဘာဒီမကစားနိုင်ဘူးဆိုပေမဲ့လို့သူပါဝင်လာတဲ့အချိန်တကူမှသူတပိနေပဲတဲမှာကစားခဲ့တဲ့အနေထားတကူရဆိုရင်လေတကယ်ကိုပေါ်ဖော်မဲကောင်းကောင်းနဲ့ကစားနေတဲ့ကစားသမားတယောက်ဖြစ်တယ် AC အနေနဲ့ Irritan ရှိတော့ဆိုရင်လည်းဘတန်တို့ဘာတို့မှမကစားပေးနိုင်ခဲ့ဘူးချင်းကြီးပြောလို့ရှိရင်လည်းဘတန်မှာ Bruno ဖန်နေတဲ့တယောက်ကိုလေးပြီးတော့ Christy Eriksen ကိုသူမပြုခဲ့ဘူးတော့ဒီရာစီမှာ Ruby Emery ရောက်လာတယ် ထိုက်သည်သလိုအေရိစင်အနေနဲ့ပြထုတ်ခွင့်ရရှိပြီးတော့နေဗတန်တို့ဘာတို့မှလည်းကစားနိုင်ခဲ့တဲ့အတွက်အစီအပြေလေးလို့ပြောရမှာပေါ့ဗျာဒီနေ့ပွေးစဉ်ကကိုဒီအသက်ဘာဖြစ်လို့ဆိုတော့လက်ရှိအစင်နေတင်းကိုကြည့်ရလို့ရှိရင်ကျွန်တော်တို့တကယ်ကိုသူတို့ပရီးမီးယားလိချန်ပီယံဖြစ်ထိုက်တယ်ကိုရီးယားတင်းကဒီနေ့ပွေးစဉ်တည်ကြခဲ့တယ်ဒါပေမဲ့လို့အဆစ်စစ်လေးမှာ ချင်းနေတာပေါ့ဗျာဒီရတီကအစစ်စစ်လေးနဲ့ရတီသိမ်းမလားမသိပါဘူးဆရာသမားတို့ရေလက်ရှိနာကျွန်တော်တို့လာမယ့်၁၄ရက်နေ့ဆိုရင်အကျွေးစုစီတဲ့နဲ့ကိုရေးအထရက်ပေါ်မှာယူပါလိုက်စေချောက်တင်ဒုတိယကြောကစားဝရှိနေတယ်ဆိုတော့အတင်းအတွက်ကတော့ပေါ့ဗျာအင်ဂျူရီပြဿနာကတော့ထည့်ပြီးတော့ခင်စားခေရပြီလီနီယူအနေနဲ့ဘလောက်အတိုင်းဓာတ်ကြီးကျွန်တော်ဒီကစားသမားကိုနားအောင်ရှိမလဲအခုဆိုတော့ပထမပိုင်းကလေးကနေလီနီယူက အလူဇပ်ပြောင်းလဲမှုတဲ့သူအချက်ပြခဲ့တယ်ကိုဒီမှာမရှိလို့ဒီကစားသမားကိုမေးပြီးတော့ပြန်မှာပဲမှာတုံပြခဲ့ရတယ်အဲ inhibitor ဆိုရင်လေကျွန်တော်ဒုတိယဘက်မှာချက်ချင်းလူဇပ်ပြောင်းလဲမှုနေတာတခုမှလည်းခံစည်းပါဘလို့တော့ခြေထုံမှုကောင်းနေတယ်လေဘလို့တော့ကိုရီအတွက်ကိုအားထားရတဲ့ကစားသမားဆိုတော့ကျွန်တော်မြင်ခဲ့ရလေနောက်ပိုင်းပွဲစီတွေမှာဒီလိုမျိုးသာဆက်သွင်းနေပြီဆိုလူငယ်တွေပဲအခွင့်အရေးရပြီးတော့လူငယ်တွေပဲပို့ထုတ်လာဖို့ကျွန်တော်ရှိနေတယ် ကျွန်တော်ဆူတောင်းတော့ကလင်းနေယူနေတဲ့ LOD ကြီးကြီးမားမားဒင်ပြဿနာမကြုံရပါစေလို့ကျွန်တော်ဆူတောင်းမိတယ်ဘရူနိုဖာနန်ဒက်ဆိုရင်တိကဲမှုတွေရှိခဲ့တာပဲဆူရဆာသမားတို့ညီကတို့ဘလို့မြင်ကြလေဒီနေ့ပွဲစဉ်ကိုကိုရီးယားအသင်းကတရေတမက်ကိုထိုက်တန်ခဲ့ရလားကိုရီးယားအိုထရက်ပေါ်မှာကစားသမားတွေကကျွန်တော်ပြောတာတဲ့ကိုဘလောက်တော့အဆင်ပြေခဲ့သလဲအဘေကစားသမားတွေကအားနည်းချက်ရှိခဲ့တယ်လို့ဆိုတော့ညီကိုတို့ရဲ့တူတျော်အမိလေးတွေကိုဆွေးနွေးပေးကြပါဦးဗီဒီယိုလေးကတော့ဒီလောက်ပဲစာသမားတို့ရဲ့ ကြည့်ရှုအပ်ပတဲ့ညီကိုတူတူတယောက်စီတဲ့ကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ပြီလို့မှပြန်တင်ကြအောင်မက်ဆောင်နေတဲ့ပရိသတ်တူတူတယောက်စီတဲ့စေချမ်းသာစီကိုရေးချမ်းပါစီနဲ့အရာပြည့်စုံနိုင်ကြပါစီကြောင့်ကျွန်တော်ကိုရေးစကားနဲ့စတောင်းပေးလိုက်ပါတယ်ဗီဒီယိုမှာတင်တွန်းနေလေးညီကိုတို့နားလေခွင့်လေးပေးကြအောင်ကျွန်တော်မြစ်တက်ရက်ခံပြီးတော့တောင်းဆိုပါတယ်အားလုံးပဲ okay ပါ